င်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးဧပြီလ14ရက်နေ့မနက်ခင်း7:00နာရီတရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့နေပြည်တော်ကို ဖြစ်သလိုစောက်ခဲကြသူများဆိုတဲ့တရင်ဆောင်ပါပဲဖြစ်ပါရရှင်။ အနာရှင်ဟောင်းတန်ရွှေနေပြင်ငွေကိုရေလိုသုံးဆောက်ခဲ့သည့်နေပြည်တော်ချိန်မှာယခုကဲ့သို့နှစ်20အတွင်းတဘာဝဘေးဒဏ်ကြောင့်ပျက်စီးသွားသည်မှာအံ့ဩစရာဖြစ်သည်။စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်နေပြည်တော်တွင်ပွဲပြက်နေပြီဟုသောစကားတခုခေတ်ဆားလာခဲ့သည်။ငလင်းလောက်ခတ်မှုကြောင့်နေပြည်တော်ရှိဝန်ထမ်းအင်အားများရုံးအဆောက်အအုံများလမ်းများဆေးရုံများစစ်တပ်အဆောက်အအုံများစွာပြည့်စည်သွားခဲ့သည် ဝန်ထမ်းအင်အား၄တောင်ကျော်ရှိတဲ့နဲ့ထဝက်ခန့်ပျက်စီးခဲ့ရပြီးကြံတဝက်လာမှာလူနေထိုင်ရန်မသင့်လျော်သည့်အခြေအနေဖြစ်ခဲ့သည့်တည်ဆုံသူရာနေချီရှိခဲ့ပြီးတန်ရာရရှိသူထောင်နေချီရှိခဲ့သည့်အတွက်နေပြည်တော်ကရင်တထောင်စီးယုံကြီးတွင်မနိုင်မနှင်းဖြစ်နေသည့်အချို့သောဝန်ထမ်းများမိသားစုဝင်များအသက်ဆုံးရှုံးခဲ့ရသည်အသက်မသေးဘဲကြံခဲ့သည့်ဝန်ထမ်းများမှာနေစရာမရှိသည့်အတွက်သစ်ပင်များအောက်ယာယီရွက်ပြန့်တဲများထူရနေထိုင်ရသည်မီးမလာရေမရသည့်အခြေအနေဖြင့်နေထိုင်နေကြရသည်ထိခိုက်ပျက်စီးမှုများ၍အလုံးမဆင်းသောဝန်ထမ်း များအားအလုတ်ထုတ်ပြစ်မိဟုခြိမ်းခြောက်ခံနေရသည်ထိတ်တန့်ဗိုလ်ချုပ်ကြီးများနှင့်အရာရှိကြီးများမှလွှဲရေးဇန်ဝန်ထမ်းများနှင့်ပြည်သူများမှတကယ်ပဲပွဲပြက်နေသည့်အလားဖြစ်နေလေသည်မိုးမကြမီဝန်ထမ်းများအမှုအကအောက်ရောက်ရေးသည့်ပင်စိန်ခေါ်မှုကြီးဖြစ်နေပေသည် ငလင်အပါဝင်တဘာဝဘီရဲ့နေကြရောက်နိုင်သောနိုင်ငံများတွင်အုပ်ချုပ်ရေးအစအုပ်များတည်ဆောက်သည့်အခါငလင်တန်ခံနိုင်ရှိရန်စနေတကျတွက်ချက်တည်ဆောက်ကြသည်နိုင်ငံတစ်ခုတွင်တဘာဝဘီကြရောက်သည့်အခါအစိုးရဝန်ထမ်းများရုံးအစအုပ်များထိခိုက်မှုမရှိမှသာကုညီကယ်ဆယ်ရေးလုပ်ငန်းများအားဆောင်ရွက်နိုင်မည်ဖြစ်သည်သို့သောနေပြည်တော်တိဆောက်ရေးတွင် ထိုကဲ့သို့အစိုးရအစအုပ်များအားစနစ်တကျတွက်ချက်ဆောက်လုပ်ခဲ့ခြင်းမရှိပေ အနာရှင်အောင်တန်ရွှေနေဖြင့်ငွေကိုရှိလို့တုံးဆောက်ခဲ့တဲ့နေပြည်တော်ကြီးမှာယခုကဲ့သို့နှစ်20တွင်တပောင်းဝဘေးတန်ကြောင့်ပြည့်စည်သွားသည်မှာအံ့ဩစရာဖြစ်သည်။ တဘာဝတံငွေမှရာတဲ့ငွေများဘုံဘောလောအုံးတီဆောက်ခဲ့သောနေပြည်တော်မြို့ကြီးအနှစ်ပေါင်း20ခန်းနဲ့ပြည့်စည်သွားပြီဟုထိုစင်ကဘူဂျုံမူကြီးတန်ရွှေတွတ်ထားလိမ့်မည်မတင်အနောက်နိုင်ငံများ၏ရှင်ကိုဆိုရင်သဖြင့်ဘူဂျုံမူကြီးတန်ရွှေသည်စီယုံကျောက်အပဝင်အုပ်ချုပ်ရေးနှင့်ဆိုင်သောရုံများအား2006ခုနှစ်တွင်နေပြည်တော်သို့စတင်ရွှေ့ပြောင်းခဲ့သည်တဘာဝတံငွေမှရာသောငွေများဖြင့်ငွေကိုအရှံဘဲ၃ငါနေပြည်တော်မြို့ကြီးအားတီဆောက်ခဲ့သည်နေပြည်တော်တီဆောက်ခြင်းနှင့်ပတ်သက်၍စစ်ဘက်ဆိုင်ရာအဆောက်အဦများအားထိုအချိန်ကစစ်ထောက်ချုပ် တောင်းယူထားသောဒုဗိုလ်ချုပ်ကြီးတရားသူရတင်အောင်မြင့်ကတောင်းယူခဲ့ပြီးအရက်ဘက်အဆောက်အုံများအား သမရဦးသိန်းစိန်အစိုးရလက်ထက်တွင် သမရယုံဝင်ကြီးနှင့်နေပြည်တော်မြို့တော်ဝန်ဖြစ်ခဲ့သူဘုံမူချီအောင်ဦးသိန်းညွန့်ကတောင်းယူခဲ့သည် နေပြည်တော်တိဆောက်ရေးရင်းလောက်ပိုင်ခွင့်ရှားသည့်အဓိကအဖွဲ့အစည်း၃ခုရှိသည့်ပထမအဖွဲ့အစည်းမှာစစ်အင်ဂျင်နီယာတက် GE ဖြစ်ပြီး GE တက်အောင်တွင်ရှိသောအထူးဆောက်လုပ်ရေးတပ်များမှနေပြည်တော်တိဆောက်ရေးရင်းစစ်ဘက်ဆိုင်ရာအဆောက်အဦများလမ်းနှင့်တံတားများတိဆောက်ခွင့်ရခဲ့သည်နေပြည်တော်တိဆောက်ရေးဖြင့်မီလန်နီယာဖြစ်သွားသည့်ကြီးအထူးဆောက်လုပ်ရေးတပ်အရာရှိများစွာထဲမှလူသည်များသူတို့မှအစိုးရပို့ထသူနေရဲမှန်ဖြစ်သည်အစိုးရနေရဲမှန်၏အမည်ရင်းမှာ ပုံမှုထိန်းဝင်ဖြစ်ပြီးအထူးဆောက်လုပ်ရေးတပ်ရင်းသုံးမှတက်မှုဖြစ်သည် နေပြည်တော်တိဆောက်ရေးတွင်ဗိုလ်မှူးထိဝင်ခေါ်နေရမန်သည်လမ်းနှင့်တရားများကိုတိဆောက်ရသူဖြစ်သည်တမရအိမ်တော်အဝင်တရားမှာနေရမန်တိဆောက်ခဲ့သည့်တရားများစွာထဲမှတစ်ခုဖြစ်သည်လန်းတွေအဆောက်အဦမှာတော့အဓိကတော့ဘီလက်မြေဖြိုတဲ့နေရာမှာဘီလက်မြေအိတ်အရေးအတွက်ကိုရှော်ပြီးထဲကြတာတခါဖြိုရင်ငါးအိတ်ပဲရှော်ထဲရင်ကိုပဲရတဲ့ဟာကမနေဘူးဟုနေပြီးတော့ဆောက်လို့ရေးရင်အလုံးလုံးခဲ့တဲ့အင်ဂျင်နီယာတူကပြောသည်ထို့ကြောင့်ငလင်လုံးတွေကအပြက်စင်းနဲ့အသေးပြောက်အများရချင်းဖြစ်သည်ဟုလည်းအဆိုပါအင်ဂျင်နီယာကပြောသည် နေပြည်တော်တိဆောက်ရေးကြောင့်ဘုံမိုးထေဝဲမှာမီလန်နီယာဖြစ်လာခဲ့ပြီးနေရဲမန်နာမည်ဖြင့်တီစီရီများစွာထွက်ခဲ့တဲ့မြန်မာပြည်တွင်သူနဲ့တွဲက VCD နဲ့ MTV မရိုက်ဖို့တဲ့အမှုပညာရှင်မရှိသလောက်ဖြစ်ခဲ့တယ်။နေပြည်တော်တိဆောက်ရေးတွင်နောက်ထပ်လုံပိုင်ခွင့်ရသည့်အုပ်စုတစုမှစစ်ဘိုလ်ချုပ်သားသမီးများဖြစ်တဲ့နေပြည်တော်တိဆောက်ရေးတွင်လုံပိုင်ခွင့်ရသူများအနက်ဒုဘိုလ်ချုပ်မူကြီးမောင်အေးသမီးနန္ဒာအေးကုမ္ပဏီဒုဘိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးသားတေစာဆိုးဦးကုမ္ပဏီဘိုလ်ချုပ်ကြီးသူရရွှေမန်းအေးသားကုမ္ပဏီဝန်ကြီးသိန်းညွန့်ဦးသားသမီးများ ိုင်သော TZTM ကုမ္ပဏီနှင့်စီးအင်ဂျင်နီယာတိုင်ညွှန်ကြားရေးမှူးဘုတ်ချုပ်တင်ထွင်းသမီးဒေါ်နီနီတင်ထွန်းတို့ကုမ္ပဏီနှင့်စစ်တပ်ပိုင်ဥပိုင်ကုမ္ပဏီတို့ကအဓိကလုံပိုင်ခွင့်ရခဲ့ကြသည်ထို့ကြောင့်လည်းနေပြည်တော်တိဆောက်ရေးတွင်လုံပိုင်ခွင့်ရခဲ့သည့်ကုမ္ပဏီများတဆင့်ငံကုမ္ပဏီများအကျိုးမြတ်များစွာရရှိခဲ့ပြီးတထေးကြီးများဖြစ်လာခဲ့ကြသည်နေပြည်တော်တိဆောက်ချိန်တွင်ဘုတ်ချုပ်မှုသည်တန်ရွှေသည်ငွေကိုပုံမော့လော့အသုံးငယ်တော်လည်းတိဆောက်ရေးတွင်စနစ်တကျမလုပ်ခဲ့ပေဘုတ်ချုပ်ကြီးများနေထိုင်သည့်အိမ်များကိုသာငလင်တန်ခံအောင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည် ထို့ကြောင့်လည်းစကိုင်းငလင်ကြီးလှုပ်ခတ်သည့်အခါနဝတခေကထိပ်သီးပူဇော်သည့်ခြောက်ဦးနေသောခြောက်လုံးနှင့်အိမ်ယာမှချန်စီယိုအနေငယ်အုတ်တိုင်းပြုတ်ပြဲမှုသာဖြစ်ခဲ့သည်ထို့ပြင်ဒူးပူဇော်ကြီးများနေထိုင်သည့်ရာဇသင်္ကအိမ်ယာတင်နှင့်ရာဇသင်္ကအိမ်ယာနှစ်တူတွင်ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ပေ အရက်ဘက်ဝန်ထမ်းများနေထိုင်သည့်ဝန်ထမ်းအိမ်ယာများရုံးများလမ်းများဆေးရုံဆေးခန်းများပျက်စီးမှုများခဲ့ပြီးလူထိခိုက်ဒေဆုံးမှုများခဲ့သည်။ငွေကိုခင်း၍တိဆောက်ခဲ့သောနေပြည်တော်မြို့ကြီးမှာနှစ်ပေါင်း20အတွင်းမြို့ပြက်ကြီးတစ်ခုဖြစ်သွားခဲ့လေသည်။တဘောင်းတံငွေမှရသောငွေများလေလွင့်ဆုံးရှုံးသွားခဲ့ရလေပြီ။မူလအချိန်ဤသို့ပြန်လည်ရောက်ရှိရန်အချိန်တော်ကြာပြန်လည်တိဆောက်ရမည်ဖြစ်သည်။လက်ရှိအချိန်တွင်နေပြည်တော်သည်ပွဲပြက်နေလေပြီ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တကြံအကျိုးနဲ့ညပိုင်းတွင်စစ်ကောင်စီကဝန်းတုံမြို့နယ်ဂျိုးတောင်ရွာနယ်မြောင်းတောင်ရွာဖုန်ကြီးကျောင်းကိုလင်းပြဖုန်ကျဲတိုက်ခိုက်မှုကံကားတော်တပါးထိခိုက်ဒဏ်ရာရဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင် စကိုင်းတိုင်းဝန်သူမျိုးနဲ့ဂျိုးတောင်ရွာနဲ့မြောင်းတောင်ရွာဖုန်ကြီးကျောင်းကိုအကျန်းဘက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခတ်ရာတန်ဃာတော်တပါတိခိုက်တရန်ရရှိခဲ့ကြောင်း Calling Info မှတောင်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်ဧပြီလ23ရက်နေ့ည9:00နာရီခန့်တွင်ဝန်သူမျိုးနဲ့ဂျိုးတောင်ရွာနဲ့မြောင်းတောင်ရွာဖုန်ကြီးကျောင်းကိုအကျန်းဘက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အကျန်းဘက်စစ်တပ်လေကျောင်းတိုက်ခတ်မှုကြောင့်မြောင်းတောင်ရွာဖုန်ကြီးကျောင်းထိမှန်ပျက်စီးခဲ့ပြီးဆရာတော်တပါတိခိုက်တရန်ရရှိခဲ့ကြောင်းသိရှိရသည်ထို့ပြင် ိုးရောင်ရွာကိုလည်းပုံသည့်ကြားရောက်ပောက်ကွဲခဲ့ပြီးပျက်စီးမှုရှိတော့လေမြေပြင်ခြေနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ဂျိုးတောင်ခြေနေကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်။ဂျိုးတောင်ကရွာတွေကိုပုံသည့်ကြားရောက်ပောက်ကွဲပါတယ်။အခုဟာကကောလင်းနဲ့ဝန်သူကြားကဝန်သူမျိုးနယ်တွေပါတဲ့အမြောင်းတောင်ရွာအဲဒီကဘုံကြီးကျောင်းကိုထိသွားတယ်။ဘုံကြီးတပတ်တန်ရရတယ်လို့တော့သိရတယ်။ကနအူဘဟုကောလင်း info မှတောင်ရင်ရှိသူတူကပြောဆိုသည်။ ဆက်လက်ပြီးတကြံကြိုနေရင်စစ်ကောင်စီက30မျိုးနဲ့လယ်မရွာဖုန်ကြီးချောင်းကိုလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုအမျိုးသမီးတအူးသေးဆုံးဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်း30မြို့နယ်လေမယာဖုန်ကြီးကျောင်းကိုအကြမ်းမဲ့စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးတို့သေဆုံးခဲ့ကြောင်းရွှေဘိုခရိုင်အမှတ်9တရင်မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းတို့ပြောဆိုသည်ဧရလ13ရက်နေ့မွန်းလွဲ3:36မိနစ်ခန့်တွင်30မြို့နယ်လေမယာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်တဒူလီတန်နှင့်မိတီလာရှန်နယ်လေတမတက်လာသောဂျက်ဖိုက်တာ20ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရင်ပုံကျဲတိုက်ခိုက်မှုအတွင်းအသက်30နှစ်အရွယ်မပွားဦးပွဲချင်းပြီးတည်ဆုံခဲ့ပြီးအသက်40နှစ်အရွယ်ဦးညိုလင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်တတဦးလီတက်ကတက်လာတော့ Jet Fighter တစ်စီးနဲ့မိတိလာရှမ်းတဲ့လီတက်ဘက်ကတက်လာတဲ့ Mink 29 Jet Fighter တစ်စီးတို့နဲ့30မြို့နယ်လင်မယွာဖုန်ကြီးကျောင်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာအသက်30နှစ်အရွယ်မက်ပွားဦးသေးဆုံးနဲ့အသက်40နှစ်အရွယ်ဦးညိုလင်းထိခိုက်ဒဏ်ရာရတဲ့ဟုရွှေဘိုခရိုင်အမှတ်9တရင်မှတာဝန်ရှိသူတို့ကပြောဆိုသည် ။ထိုင်းမြန်မာနယ်စပ်ရှိထီးဖြူဟာကုန်းတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကလေရင်ဖြင့်စစ်တိုက်ပုံကျဲနေဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။တိုင်းမြန်မာနယ်စပ်ရှိတီးပြူဟာကုန်းတွင်တိုက်ပွဲဖြစ်ပွားပြီးအစံဘက်စစ်တပ်ကလေမြင့်ဇက်တိုက်ပုံကျဲနေကြောင်းဒေသရင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ယနေ့ဧပြီလ23ရက်နေ့မှစတင်၍တိုင်းမြန်မာနယ်စပ်ထီးကီလန်တောင်ကျောရှိအစံဘက်စစ်တပ်၏တီးပြူဟာကုန်းတွင်တော်လိုင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည် တိုက်ဝဲဖြစ်ပွားပြီးနောက်ဂျမ်ဘက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဇက်တိုက်လေးကြောင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်းထိတွေ့တိုက်ပွဲများသည့်လက်ရှိချိန်တွင်ငြိမ်သက်နေကြောင်းသိရှိရသည်။အဆိုပါတီးပြူဟာကုန်းတွင်ဂျမ်ဘက်စစ်ကောင်စီတပ်သားအင်အားများနှင့်ချီရှိပြီးအခိုင်မာတပ်ဆွဲထားသောစခန်းတစ်ခုဖြစ်ကြောင်းသိရသည်။တိုက်ဝဲကတော့ဖြစ်နေတာဟုတ်တယ်အခုတော့ငြိမ်းသွားပြီစစ်ခွေးတွေကတော့လေရင်နဲ့စက်တိုက်ပုံစဲနေတယ်တိုက်ဝဲကတော့ဆက်မဖြစ်တော့ဘူးတနတ်တန်တွေငြိမ်းနေတယ်ဟုဒေသရင်းသတင်းရေမြစ်ကပြောဆိုသည်